င်္ဂါပါ DS point ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပွားပြီးချိန်ကြောင်းကတော့ကျွန်တော်မနေ့ညအာဆီယံအော်စတာသင်းနဲ့မန်ချက်စတာယူနိုက်တက်သင်းတို့အချိန်မှန်ကစားခဲ့ရမှာကျွန်တော်တို့ရဲ့မြန်မာအသင်းတိုက်စစ်မှုမမောင်လုံးရဲ့တလုံးတီးသောကိုနဲ့အာဆီယံတက်သင်းကနိုင်ရရှိခဲ့ပါတော့တကယ်ဟိုလှပတည်တဲ့ကိုတကိုနဲ့ပေါ့နော်ပြောဆိုဆိုလဲမမောက်ဗျာအဲ တကယ်ကိုကောင်းတယ်ဗျာဟိုတခြားလူတွေလည်းကျွန်တော်အခွင့်အရေးရတယ်ဗျာ chance တွေရတယ်ဒါပေမဲ့မမွန်လောက်ဆုံးသက်မကောင်းလို့ပဲပြောလို့ရတယ်ဗျာနည်းနည်းဟိုလုတ်ပြကြစိတ်တွေများတယ်ဗျာမမွန်လို့ဒီသက်လှပတဲ့ကိုတကူဖြစ်ပြောင်းလဲနိုင်ရေဘောနော်ချိုးကစားသမိုက်ရဟိုနည်းနည်းလုတ်ပြကြစိတ်နည်းနည်းများနေလာဗောနော်တခြားကစားမဲ့ကြည့်ရဟိုကျွန်တော်မြန်မာလူမျိုးတွေလည်း မြန်မာနိုင်ငံသားတွေလည်းကုန်စရာတော့ဖြစ်ခဲ့ရပါဗျာအဲဒါဘိုင်ယိုအသင်းကိုကျွန်တော်ပထမဆုံးဟိုသွင်းနိုင်သူဖြစ်မှတ်တမ်းဝင်ခဲ့ရပါတော့မြန်မာနိုင်ငံမြန်မာနိုင်ငံသားတယောက်ကမြန်မာကစားသမားပလေယာပေါ့နော်တကယ်ကိုကောင်းပါပါတယ်ကျွန်တော်ချိဆက်မဲ့ပွဲချိဆက်မဲ့ပွဲစဉ်တစ်ချောက်ပေါ့နော်ဒီကစားသမားတစ်ချောက်လဲကျွန်တော်မမလွေနေနဲ့နည်းနည်းတစ်ဆင့်ထက်မြင့်မယ်လို့တော့ ကျွန်တော်တော့မင်းမိရယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီအာဆီယံတာမကပြီးတော့ဥရောပတချို့လဲနဲ့တတိထားမိသွားရတော့အမှန်ပဲဗျာ။အဲ့တော့ရှေ့လာမဲ့ဒီကစားသမားတစ်ယောက်မှလည်းကျွန်တော်ဒီတက်ကောင်းမွန်တဲ့အနာဂတ်တွေတော့ဖြစ်လာမယ်လို့ကျွန်တော်တော့ညွန်လေးမိရယ်။ညွန်လေးယုံကြည်ရပါဗျာ။အဲတလက်စားတယ်ကျွန်တော်ညမင်းအကြောင်းလေးပြောလိုက်ရပါတော့။ အဲမင်းသိရညချစ်ကံဝဗျာရှီဇန်ပွဲဆိုတော့မှန်နေဗျာဒါမဲ့ဒီအနေထားနဲ့သူတို့အဆင်နေနေပါတော့ဟိုလုတ်ပြမယ်ဆိုလုတ်ပြလို့ရရဗျာဘာလို့ဟိုအာရှော့ကန်တာတော့အမှန်ပဲဗျာဒါမဲ့ဟိုတစ်ချက်ကောင်းတစ်ခွက်ကောင်းလေးတော့နည်းနည်းလုတ်ပြနေတယ်လို့ကျွန်တော်ထင်မိရဗျာအဲ့ဒါလေသူတို့မလုတ်ပြနိုင်ဘူးလို့ပြောလို့ရရဗျာဒီအာဆီယံဩစတြေးလျပဲတော်တော်ကောင်းလား တို့ကပဲညံ့ဖြစ်နေရအောင်ဆိုတော့နည်းနည်းတော့တိတ်တော့မသေးဘူးလို့ဖြစ်နေအောင်နော်ဒါမဲ့လဲဟိုဖိုးရင်ကြတော့နည်းနည်းတော့မြင်ပြီလို့ကျွန်တော်ထင်ပြီဗျာမဟုတ်ဘူးမယုံသေးအရှင်နေပေါ့နော်ကျွန်တော်ထင်တော့နည်းနည်းတော့စိုးရင်ကြီးဟာတော့ကျွန်တော်မြင်မိနေရအဲ့တော့ညကစားသွားလဲအားရဖွယ်မရှိဘူးဗျာသူတို့စင်တန်နဲ့သူတို့ပလေယာတွေနဲ့လူငယ်ကစားသမားတွေလည်းတုံးတာလည်းမနေဗျာ တော့အဓိက player main player ကြီးလည်းပါတယ်ဗျာဒါမဲ့လည်းသူတို့ဒီကျွန်တော်ဆုံးမပြောသလိုတစ်ချက်ကောင်တစ်ခွက်ကောင်တွေလည်းမလုတ်ပြနိုင်ခဲ့ဘူးဆိုလဲပြောလို့ရတယ်ဗျာအဲ့တော့ဒီလာမဲ့ရေးရှိရေးရှိမှလည်း main အသင်းဒီအမောင်ရဲ့မောင်ပဲပြင်ရမလားဟုတ်ရှုပ်ကစားသမားပဲစိတ်တဲ့ပိုင်းတွေပဲပြင်ရမလားဆိုတော့နှစ်ခုလုံးတော့ပြင်ရမယ်လို့ကျွန်တော်မြင်မိရဲ့ ိုပြင်ရပါတော့အများကြီးဗျာမန်ယူတင်းရဲ့ပြုပြင်ပြောင်းလဲမဲ့ရှစ်တရတော့တကယ်ကိုအများကြီးဗျာဆိုရင်မတ်တော့ရောက်နေလို့တော့ကျွန်တော်ကတော့ဆိုရင်မဲ့ရောက်စားပါဗျာရောက်စားတော့ဖြစ်နေဘူးလို့တော့ကျွန်တော်ထင်မိရယ်ဘလိုလိုရောဘလိုမြင်ကြလဲအမြင်လေးလဲမျှော်ပေးကြလို့ရပါဗျာကျေးဇူးများတင်ပါတယ်